ခိုင်နှင်းဝေရဲ့ Brighter လုပ်ငန်းနေစိတ်နှလုံးသားနဲ့လူမှုကြိုပြလောက်ဆောင်ချက်တွေအားလုံးပဲမင်္ဂလာပါ mseli.news channel ကနေကြိုဆိုပါရစေခိုင်နှင်းဝေကမြန်မာနုပညာလောကမှာထင်ရှားတဲ့တရုတ်ဆောင်သောဥဒမကမိဘမင်းနဲ့စွန့်ပြက်ကန်ကလေးငယ်တွေကိုဆောင်ရှောင်ရင်အားပြုတဲ့ Brighter လုပ်ငန်းနေနဲ့လူသိများသူဖြစ်တဲ့သူမရဲ့လောက်ဆောင်ချက်တွေကိုအဓိကပိုင်း၆ပိုင်းနဲ့စုစည်းတင်ပြရပါတယ် Brighter စတင်ရခြင်းရဲ့နှလုံးသားအကြောင်းရင်ကိုတဲ့ဘွားရင်ခမ်းမိဘကွယ်မိသားစုမှာကျင်းပလာသူဖြစ်ခြင်းကြောင့်မိဘမေကလေးတွေပေါ်နှန်ဆိုင်တဲ့စာနာစိတ်ရှင်ပြီး ကလေးတွေခန်းစားချက်ကိုကိုချင်းစာနိုင်ခြင်းကပရိဟိတလုပ်ငန်းနဲ့စတင်ရတဲ့အထိကအကြောင်းဖြစ်တယ်။ရေဘေးပညာကူညီမှုအစပြုခြင်းလွန်ခဲ့သောနှစ်ငါးနှစ်ခန့်ကရေဘေးဒုက္ခသည်တွေကိုလူပစ္စည်းပို့ဆောင်ရင်ပရိဟိတလုပ်ငန်းကိုစတင်ခြင်းချင်းဖြစ်တယ်။ဒီအလုံးငန်းနေနဲ့ဆောက်ရှောက်မှုစနစ်ကလေးဆောက်ရှာရေးလက်ရှိမှာဆုံးဖြတ်ခံဝင်ကစားကလေးတွေမိဘမဲ့ကလေးတွေပါဝင်ကလေးတရားနိဗ္ဗာန်ကိုဆောက်ရှောက်ထားပြီးတရက်ထဲမှာကလင်းသုံးကုံမွေးစားခဲ့ဖြစ်တဲ့ရှင်ခဲ့တယ်။စီမံခန့်ခွဲမှုစိန်ခေါ်မှုတွေလာစဉ်ကုန်ကြစေ ကျပ်သိန်း30ခန့်ရှိပြီးဝန်ထမ်း16ဦးကလေးရဲကျမကြီးစာဝင်နေဇေယျတွေပါဝင်နေအလူရှင်ရဲ့ပံ့ပိုးမမှန်ခြင်းကလေးရဲစေကုသဈေးမြင့်မာခြင်းတို့ကိုရင်ဆိုင်နေရပါတယ်ပြပြဆိုင်ပူပေါင်းဆောင်ရွက်မှုတွေယူနီဆက်နဲ့ပူပေါင်းခြင်းကလေးလူကုန်ကူမှုတားဆီးအတွက်တန်တမာဖြစ်ခန့်ခံရပြီးမြောက်တကုံတောင်ကြီးမန်လေးဆိုင်ဒေသတွေမှာကလေးခွင့်ရင်ဆိုင်ပညာပေးဟောပြောပွဲတွေဆောင်ရွက်ခဲ့တယ်ဆေးရုံတွေကိုလှူဒန်းခြင်းရန်ကုန်ကလေးဆေးရုံရှိမွေးကစားကလေးအတွက်ဆေးပစ္စည်းတွေ တံမိုးချက်ကိုတိန်လှူဒန်းခဲ့ပြီးလဆိုင်ပန်ပွဲရည်ရွယ်ထားပါတယ်ငွေကြေးစီမံခန့်ခွဲမှုနဲ့အရင်မြင်ရယူခြင်းဝင်ငွေရင်းမြစ်တွေကြောင့်ညလုပ်ငန်းတွေမှာရတဲ့ဝင်ငွေတွေနှုတ်မုတ်ကလင်းစိန်စရဲကြောင့်ညရိုက်ကိုခြင်းဖြစ်ရရှိခဲ့တယ်လူရှင်တွေရဲ့ပံ့ပိုးမှုနဲ့ကိုပိုင်ရင်းနှီးငွေကြေးညှင်းပွားမှုတွေ2023ခုနှစ်မှာကျပ်သိန်း30နီးပါးမှားလွတ်ခံရမှုဖြစ်စဉ်ကြောင့်ဝေဖန်မှုတွေရှိခဲ့တော့လဲပြန်လည်ဖြေရှင်းကြိုးပမ်းခဲ့တယ်စုတစိမ့်နဲ့တိမှတ်ပြမှုတွေမပြီးစဲလွန်မှုမှုရှိအမျိုးသမီးတရား2023ခုနှစ်မှာကမ္ဘာထိပ်တဲ့အမျိုးသမီးတရားစင်မှာပါဝင်ခဲ့ပြီး မီရှဲအိုဘားမာအမေရိကဖရေယာစသူတို့နဲ့အတူဂုဏ်ပြုခံရတယ်။ဖောင်ဒေးရှင်းတည်ထောင်ခြင်း2014ခုနှစ်မှာခိုင်နေဝင်ဖောင်ဒေးရှင်းကိုတည်ထောင်ကစနစ်တကျလူမျိုးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့တယ်။အငင်းပွားမှုရဲ့နဲ့ပြည်သက်တုံ့ပြန်မှုမီဒီယာဝေဖန်မှုတွေဗရာဟိတမျက်နှာပေါ်မှုတွေဆွဆွချက်တွေရှင်းခဲ့တော့လဲသစ္စာရှိပြည်သက်တွေကလုံဆောင်ချက်တွေအမှန်တကယ်အကျိုးသက်ရောက်မှုကိုကာကွယ်ခဲ့တယ်။လူမှုကွန်ရက်မှာထောက်ခံမှုအငင်းပွားမှုတွေပေါ် ပရိသတ်တွေကသူမရဲ့ကုန်တဲ့ကောင်မထိခိုက်စို့လို့ဟူတုတ်ပြန်မှုတွေရှိခဲ့တယ်။ကလေးမွေစားခြင်းဆေးရုံမှာစွန့်ပြင်ကကလေးတွေရခိုင်ပရာဟီတာဒုက္ခတွေတွေပေါင်းရင်ခဲ့တယ်။ပညာပေးခရီးစဉ်တွေကလေးခွင့်ရလူကုန်ကူးမှန်တွေကာကွယ်ဟောပြောပွဲတွေမှာလည်းပြုလုပ်ခဲ့တယ်။ဆေးရုံလူတန်းမှုတွေရန်ကင်းဆေးရုံမှာမွေကစားကလေးတွေဆေးပစ္စည်းပေးအပ်ခြင်းလည်းပြုလုပ်ခဲ့ပါတယ်။ဘိဘပြေဝါရလူမှုကြိုပြုလုပ်ဆောင်ချက်ခိုင်နေဝေဘရိုက်တာလုပ်ငန်းတွေကအမှုပညာရှင်အကုန်သိခတဲ့လူမှုကြိုတရားမှုကိုဦးစားပေးခဲ့တဲ့စံနမူနာတရားဖြစ်ပါတယ် သူမရဲ့လုံဆောင်ချက်တွေကမိဘမဲ့ကလေးတွေကိုအိမ်နဲ့မိသားစုပေါင်းရေကိုဖန်တီးပေးနိုင်ခဲ့ပြီးမြမလူမှုဖွဲ့စည်းတွင်ပရောဟိတစိတ်တဲ့အမြင့်တရားမှရေးပါတဲ့ဩဇာလွှမ်းမိုးမှုတစ်ခုဖြစ်ရည်တည်နေပါတယ်။အစောင်းတိရှိရှိနားဆင်ပရပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။